မင်္ဂလာပါခင်ဗျာကန်ဆိုရာကိုယ်ရဲ့ထိန်းချုပ်မှုအကင်ပါမှာပဲရှိတဲ့အရာတစ်ခုလို့ထင်နေကြတာများတယ်မို့လားဒါမဲ့တကယ်လို့ကိုယ့်ရဲ့ကန်တရားကိုကိုယ်တိုင်ဖန်တီးနိုင်တယ်ဆိုရင်ကောကဲဒီနေ့မှာကောအဲ့ဒီအတွေ့ခေါ်ကိုပဲကျွန်တော်တို့နည်းနည်းလေးစူးစမ်းကြည့်ကြရအောင်ဒီစကားကတော့အားလုံးကြားဖူးနေကြစကားတစ်ခုပေါ့နော်တိုးချင်းပြင်ဆင်ထားမှုနဲ့အခွင့်အလမ်းတွေ့ဆုံခြင်းပေါ့ဒါကမှန်ပါတယ်ဒါမဲ့လေဒါကဇလန်ရဲ့တစိတ်တပိုင်းပဲရှိပါသေးတယ်တကယ်လို့အခွင့်အလမ်းဆိုတာကိုထိုင်ဆောင်နေကြမလို့ပဲကိုယ်တိုင်ဖန်တီးလို့ရတယ်ဆိုရင်ပေါ့ဘယ်လိုလုပ်မလဲ ဟဲဒီမိခုံးကတော့အရာအလွန်ကိုပြောင်းပြန်လာလဲတလို့ပါပဲကဲကန်တရားဆိုတာကိုကျွန်တော်တို့ပေါ်ကြားရောက်လာတာမဟုတ်ပဲကျွန်တော်တို့စီကနေစတင်ဖြစ်ပေါ်လာတဲ့အရာတကူအနေနဲ့ရှုမြင်ကြည့်လိုက်ကြအောင်ဗျာဟုတ်ပြီဒီနေရာမှာပဲအဓိကကြားတဲ့ mindset shift တခုဝင်လာတာပါဒါကတော့တိစိဖြင့်ကန်တရားကို ဖန်တီးခြင်းပါပဲကန်ဆိုတာမိုးပေါ်ကကြားလာတဲ့အရာမဟုတ်တော့ဘူးအဲ့ဒီအစားဥယျာဉ်တခင်းကိုစိတ်ရှည်လက်ရှည်နဲ့ပြုစုပြောထောင်ယူရတဲ့လိုမျိုးစွမ်းရည်တခုဖြစ်သွားပါတယ် ဟုတ်ပြီဒါဆိုရင်ဒီစွိုင်းရင်ကိုဘယ်ကနေစပြီးတိဆော့မလဲအန်ဩစင်နာကောင်းတာကတော့ဒါဟာရှုပ်ထွေးတဲ့နီလန်းနေနဲ့မဟုတ်ပဲရိုးရှင်းပြီးတော့အရန်ကိုစွန့်ထက်တဲ့ဆုံးဖြတ်ချက်လေးတစ်ခုကနေအစပြုတာပါဒန်နီရဲ့ဇလန်လေးကိုပဲကြည့်လိုက်ပါအောင်သူကဂန်ဆန်းမဲပေါဖို့အတွက်ဘာမှအထူးထူးဆန်းဆန်းလုပ်ခဲ့တာမဟုတ်ပါဘူးသူလုပ်ခဲ့တာတစ်ခုတည်းပဲရှိလေအဲ့ဒါကတော့အဲ့ဒီနေမှာသူကကံကောင်းတဲ့သူတယောက်ဖြစ်ကိုဖြစ်ရမယ်လို့ဆုံးဖြတ်ချက်ချလိုက်တာပါပဲအဲ့ဒီစိတ်ရဲ့အာရုံတစ်ခုတည်းနဲ့ပဲသူနိုင်သွားခဲ့တာပါ ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ကဲအခုကျွန်တော်တို့ရဲ့ကံကောင်းခြင်းအတွက်ခိုင်မာတဲ့အုတ်မြစ်တစ်ခုတီးဆောက်ဖို့အချိန်ရောက်ပြီပေါ့ဒါကိုအခြေခံကြတဲ့ရှုဝတ်ချက်နှစ်ခုနဲ့စတင်ကြည့်ကြရအောင်ပထမဆုံးရှုဝတ်ချက်ကတော့ဂတိကဝတ်ပြုခြင်းပါပဲဒါပေမဲ့ဒီအတိုင်း personal ပြောယုံလေးတော့မဟုတ်ဘူးနော်ဒီစာရေးလခြင်းကံကတိတ်ကို အစွမ်းထပ်ပါတယ်ကိုနဲ့ယင်းနီကြလက်နဲ့ရေးတာကကိုရဲ့တိစိတ်ကိုပြောပြတာဒါပေမဲ့ သိပ်မယင်နေတဲ့အာမတန်တဲ့လက်နဲ့ရေးလိုက်တဲ့အခါမှာတော့ကျွန်တော်ရဲ့ယုံကြည်မှုတွေကိုအမှန်တကယ်ထိန်းချုပ်ထားတဲ့မတိစိတ်ရဲ့တကားကိုသွားခေါက်လိုက်တာနဲ့အတူတူပါပဲ။ဦးမြင့်ကိုတကယ်ခိုင်မာစေချင်ရင်အရင်ကတဲလာခဲ့ဝန်ထုပ်ဝန်ပိုးတွေကိုအရင်ချထားဖို့လိုပါတယ်။ဆိုတော့ဒုတိယလျှို့ဝှက်ချက်ကတော့အတိတ်ကငါကကံမကောင်းပါဘူးဆိုတဲ့အစွဲလန်းတွေကိုစွန့်လွတ်ဖို့ပါပဲ။ဒီကန်တီယာအချင်းစရာလေးချင်းခန်းကအဲ့ဒီအစွဲလန်းတွေကိုချထားဖို့ကူညီပေးမှာပါ။ ဒီလေးချက်ငန်းရဲ့ကထမအစင်ကအရန်ယိုရှင်တယ်အတေးကိုကိုစားပြုတဲ့အချင်းစရာဘိုးကနေရာကိုလန်ကျိုးထိုးပြီးတော့အစွမ်းထက်တဲ့စကားတခွန်းကို ပြောလိုက်ရုံပါပဲဒါအရင်ကဆိုပြီးတော့လေဒါစိတ်ပိုင်းဆိုင်ရဲ့မြင်းတကြောင်ကိုရှင်းရှင်းလင်းလင်းဆွဲလိုက်တာပါပဲပြီးတာမှကိုရဲ့ယင်ဘက်ကိုညင်ညင်တာတာလေးထိပြီးဒါကအခုလွတ်ပြောလိုက်ပါဒီလောက်ရဲ့တေးတေးလေးကအတိတ်ရဲ့အရိတ်တွေအောက်ကနေလုံးဝထွက်ပြီးကိုရဲ့စွန့်ရဲ့အားလုံးကိုပြည့်စုံပန်တဲ့တဲ့မှာပြန်ပြီးစူးစီးလိုက်ကြပါပဲ။ ကန်တရားကိုဒီညဒီအချိန်နိုင်စပြီးဖန်တီတော်မှာပါ။အိုးမြချပြီးပြီဆိုတော့အခုတခါအတွင်းပိုင်းကိုပို့ပြီးတော့နည်းနည်းဆိုင်ဆိုင်တူးဆွေကြည့်ကြအောင်။ကျွန်တော်တို့စိတ်ခံစားချက်တွေရီမှန်းချက်တွေကကန်တရားကိုဘယ်လိုမျိုးဆွဲဆောင်နိုင်တယ်လဲဆိုတာကိုလေ့လာကြည့်ကြမယ်။ဒီညမှာအရန်အရန်ကိုအရေးကြီးတဲ့ကွဲပြားချက်အခုရှိနေတယ်။အပြစ်ရှိတယ်လို့ခံစားရလားကငါလွတ်တာမားသွားတယ်လို့ဆိုလိုတာပါ။ဒါကိုပြန်တောင်းမှလို့ရတယ်ပြုပြင်လို့ရတယ်။ရှေ့ယုံချင်းကကျတော့အဲ့လိုမဟုတ်ဘူး။ ငါဆိုရဖြစ်တည်မှုကမှမားနေတာလို့ဆိုလိုတာပါအဲ့တော့ကိုကိုကိုမားယွင်းနေတယ်လို့ယုံကြည်နေတဲ့သူတယောက်ကကောင်းတဲ့ຢာနေတဲ့ထိုက်တန်တယ်လို့ဘလို့လို့ပြီးယုံကြည်နိုင်ပါလဲဟုတ်တယ်မလားဒါကြောင့်ရှက်စိကကံကောင်းခြင်းရဲ့အကြီးမားဆုံးရန်တို့ပါပဲဒါပေမဲ့ဒီနေရာမှာစာအုပ်ကတော်တော်လေးကိုထူးခြားတဲ့နီလန်တစ်ခုကိုတင်ပြထားတယ်ရှက်စိကိုတိုက်ထုတ်ဖယ်ရှားမယ်အစားအဲ့ဒီစိတ်ခံစားမှုတွေဖြစ်ပေါ်လာတဲ့ပြင်းထန်တဲ့စွမ်းရည်ကိုယူပြီးတော့ကံကောင်းခြင်းနဲ့အတွက် တန်လိုက်ဆက်ကွင်းတခုလိုမျိုးဆွဲဆောင်ကြဆွမ်းရင်ဖြစ်ပြောင်းလဲအတုံးချဖို့ပါပဲဆိုလိုတာကအစိတ်ကိုဆေးဖြစ်ပြောင်းလိုက်တာနဲ့တော်တော်လေးကိုတူပါတယ်ကံတရားကိုကိုယ်စီလာဖို့ဖိတ်ခေါ်မယ်ဆိုရင်သူ့ကိုလာချင်းစရာကောင်းတဲ့အကြောင်းမချက်ကောင်းကောင်းပေးရမယ်လေစာအုပ်ထဲမှာပြောထားတာကတော့ခံတရားဆိုတာအတိတ်ပဲရှိတယ်ကိုကိုစိတ်လုံးရှားစီတယ်ပြီးတော့ကိုယ့်အတွက်ရောသူများအတွက်ပါအကျူးရှိတဲ့ရည်မှန်းချက်တည်းစီကိုတဘာဝတိုင်းဆွဲဆောင်ခံရတယ်တဲ့ဘာလို့လဲဆိုတော့အဲ့လိုရည်မှန်းချက်တွေကအပေါင်းလက္ခဏာဆောင်တဲ့စွမ်းရည်တွေကိုအဆက်မပြတ်ထုတ်လွှတ်နေလို့ပါပဲ ကဲကျွန်တော်တို့ရဲ့တွင်းစေကိုဖြင့်ဆင်ပြီးပြီဆိုတော့အခုအဲ့ဒီဆွမ်းရင်ကိုအပြင်လောကမှာလက်တွေ့အထုံးချဖို့အချိန်ရောက်လာပါပြီနေ့စဉ်လို့ဆောင်မှုတွေကကန်တရားအတွက်တခါတည်းကိုဘလို့ဖွင့်ပေးတယ်လဲဆိုတာကိုကြည့်လိုက်ကြအောင် Steve Cisco ဆိုတဲ့အစာရေးသူတယောက်ရဲ့ဇလံကိုကြည့်ရအောင်သူကအိန္ဒိယမှာခရီးထွက်နေတုန်းတနေ့တာလုံးပါစီဇန်မှမဆွဲပဲစိတ်ရဲ့ဥဆောင်ရနောက်ကိုလိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ဒီဆုံးဖြတ်ချက်တေးသေးလေးတစ်ခုကသူ့ဘဝကိုပြောင်းလဲစေမယ့်အဖြစ်ပြက်တွေစီကိုဥတီသွားလိမ့်မယ်လို့အဲ့ဒီတုန်းကသူဘယ်ပြီးပါမလဲ အဲ့ဒီမှာလမ်းကြားတစ်ခုတည်းကနေလူစိမ့်တယောက်ကသူ့ကိုလည်းရခေါ်လိုက်တယ်။ပြီးတော့စကားနှလုံးမဲပြောတယ်။ဒလိုင်းလာမားတဲ့။ပြီးတော့သူ့ရဲ့ဆိုင်ငယ်ကိုညွန်ပြတယ်။ကဲစဉ်းစားကြည့်လေ။ကိုသာသူ့ညမှာဆိုရင်ဘယ်လိုလုပ်မလဲ။တန်တရားတွေကြောက်စိတ်တွေကတိုင်းဝင်လာမှဒီကြတယ်လေ။ဒါမဲ့စစ်စကိုရဟာသူ့ရဲ့ကြောက်စိတ်ကိုဖေးဖယ်ပြီး yes လို့ပြောလိုက်ပါတယ်။အဲ့ဒီ yes ဆိုတဲ့စကားတခုကပဲသူ့ကိုဖုံးကြီးတဆုတဲ့သူ့ထိုင်းနေတဲ့ဒလိုင်းလာမားနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံခွင့်ရရှိခဲ့တာပါ။ ဒါဘယ်လိုမှအကျိုးချင်းစီစဉ်လို့မရတဲ့ပိတ်ဆံတဲ့ဝယ်လို့မရတဲ့တက်တက်မှတစ်ခါကျုံးရမယ်အခွင့်အရေးတခုဖြစ်သွားခဲ့တယ်။အဲ့ဒီတွေ့ဆုံမှုကနေသူရလိုက်တဲ့ message ကတော့ယိုရှင်းပြီးတော့တိတ်ခွန်နေနေပါတယ်။ကိုယ့်ရဲ့စေမနာတိုင်နေထိုင်ပါတယ်တဲ့။ဒီဖြစ်ချက်ကပြနေတာကတော့ခံတရားဆိုတာမမျောလင်းထားတဲ့ခွင့်ရည်တွေကိုလက်ခံဖို့တတိရှိတဲ့အခါမှာပေါ်လာတတ်တယ်ဆိုတာပါပဲ။ ဒါဆိုရင်ဒီဇလနဲ့ဒီလေးချင်းခန်းဒီကနေကျွန်တော်တို့အားလုံးအတွက်အဓိကသင်ခန်းစာကဘာဖြစ်မလဲအားလုံးကိုခြုံငုံပြီးသုံးသပ်ကြည့်လိုက်ကြရအောင်အဆုံးမှာတော့အဓိကအချက်ကတာပါပဲကံကောက်မှုဆူတောင်းနေတာကိုရက်လိုက်ပါအဲ့ဒီအစားကံတရားကိုကိုယ်တိုင်စိုက်ဖြိုးဖန်တီးတဲ့သူတယောက်ဖြစ်လာအောင်ကြိုးစားပါကျွန်တော်တို့ဟာကံတရားရဲ့လက်အောက်ခံနေမဟုတ်ပါဘူးကံတရားကိုပုံဖော်သူတွေဖြစ်လာနိုင်ပါပဲ ဒီတင်ဆက်မှုကိုဆောင်းမတက်ခင်မှာကိုကိုပြန်မေးကြည့်ရမယ်မေးခွန်းတခုနဲ့ထားခဲ့ရှင်ပါတယ်ကိုရပေါ်ရတဲ့ကိုကန်တရားကဩဒီလူစီတော့တွားလဲမှာဆိုပြီးလာရောက်လဲပတ်ချင်လောက်အောင်ဆွဲဆောင်နိုင်မယ်ရီမန်းချက်တခုကဘာဖြစ်မလဲအဲ့ဒါလေးကိုပဲစဉ်းစားကြည့်လိုက်ပါဦး